တိုတာက EV မှာယင်းနည်းမြောင်းနိုင်ရမယ့်အစားအနာဂတ်မှာပိုစင်ပြင်းမဲ့ဒီအင်ဂျင်အစ်စ်ကိုကြေးပြီးတည်ထွင်နေခဲ့ပါရင်ကားထုတ်လေလောကဟာလျှက်စစ်က EV တွေရဲ့လွှမ်းမှုမှုအောက်မှာအပြောင်းအလဲတွေအများကြီးဖြစ်ပေါ်နေပါရင်ကားကုမ္ပဏီတွေအားလုံးလိုလိုဟာသူတို့ရဲ့အနာဂတ်ရည်မှန်းချက်ကိုလျှက်စစ်ကားတွေစီဦးတည်ပြီးယင်းနည်းမြောင်းနိုင်နေကြတာပါဒါပေမဲ့ဒီလိုခေတ်စည်းကြောင်းတွေမှာတိုယိုတာကတော့သူတို့ရဲ့ကိုယ်ပိုင်လမ်းကြောင်းကိုရဲဝန်းကိုရွေးချယ်ခဲ့ပါရင်လျှက်စစ်ကားတွေဟာအနာဂတ်အတွက်ရည်ရှိတည်တဲ့တခုတည်းသောဖြည့်ရှင်းချက်မဟုတ်ဘူးလို့တိုယိုတာအင်ဂျင်နီယာတွေကယုံကြည်ခဲ့ကြလို့ပါပဲ Force Volkswagen နဲ့ Mercedes တို့လိုကားကုမ္ပဏီကြီးတွေကလောင်စာဆီသုံးကားတွေကိုဖယ်ရှားပြီး EVDC လုံးဝကူးပြောင်းမယ်လို့ကတိတွေ special ပေးနေခြင်း Toyota ကတော့မလောပါနဲ့အောင်ကမ္ဘာကြီးကအပြောင်းလဲအတွက်အစင်းသိမဖြစ်သေးဘူးလို့ပြောနေတယ်လို့ပါပဲ။နောက်ပြီးလောလောဆယ်အတင်းအကျပ်ကူးပြောင်းမှုစ조사ရင်ကောင်းချိုးထက်ဆိုးကျိုးတွေပိုဖြစ်လာနိုင်တယ်လို့ Toyota ကသုံးသပ်ထားတာပါ။ကားလောက်ကမှ Toyota ရဲ့နာမည်ကိုမသိတဲ့သူမရှိပါဘူး။သူတို့ဟာအပြောင်းလဲကိုမကြောက်တဲ့ကုမ္ပဏီကြီးအဖြစ်နာမည်ကြီးပါတယ်။1998ခုနှစ်မှာ Hybrid ကား ရီးမီးယားကိုမိတ်ဆက်ခဲ့တော့က hybrid ဆိုတာအင်ဗတန်ထူးဆန်းပြီးလက်တွေ့ကြပါမလားလို့မေးခွန်းထုတ်เสียဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ Toyota က Datsun engine နဲ့လျှက်စင် motor ကိုပေါင်းစပ်တာဟာအလုပ်ဖြစ်ခဲ့ပြီးထိရောက်ကြောင်းသက်သေပြခဲ့ပါတယ်။ Prius ကခေတ်သစ် hybrid ကားတွေအတွက်လမ်းစဖော်ပေးခဲ့ပြီးလျှက်စစ်ကားတွေလူကြိုက်များခင်ကလေးကစွမ်းရင်တန်ရှင်းဘက်မှာနာမည်ကောင်းနေရခဲ့ပါတယ်။ Toyota က hybrid နည်းပညာကိုဥဆောင်ခဲ့ပေမဲ့လျှက်စစ်ကားတွေကိုအလုံးရင်းနဲ့ထုတ်ဖို့ကိစ္စမှာတော့နှိမ့်ကွင်းနေခဲ့တာပါ။ဒီချိန်မှာ Tesla ရီဗီယန်လွတ်စစ်တို့က EV လောကကိုအင်အားကောင်းကောင်းရင်းနှီးမြှုပ်နှံခဲ့ကြပြီးခေါင်းစည်းသတင်းတွေမှာနေရာယူနေကြတာပါဒီချိန်မှာတိုတာကတော့ hybrid နည်းပညာကိုပဲဇက်ပြီးတိုးတက်အောင်ကြိုးစားနေကြပါတယ်နောက်ထပ်သူတို့ခြေလုံနေတာကတော့ hydrogen လိုတခြားလောင်စာရင်းမြစ်တွေမှာရင်းနှီးမြှုပ်နှံခဲ့တာပါပဲဒါပေမဲ့ EV ကားတွေရဲ့အလားအလာကအရှိန်မြန်မြန်သွားနေတာဖြစ်လို့တိုတာရဲ့ခြေလမ်းကနှင်းနေလားဆိုပြီးထင်ရှားရှိပါတယ်တကယ်တော့သူတို့ကနှင်းနေလားတော့မဟုတ်ပါဘူးဖြစ်နိုင်ခြေတွေကိုလက်တွေ့ကြကြစဉ်းစားသုံးသပ်နေကြလို့ပါပဲအနာဂတ်မှာ EV ကားတွေကိုပဲလုံလုံလည်လည်အမိခိုလိုက်ရင်ပြဿနာတွေရှိလာနိုင်တယ်လို့တိုတာကယုံကြည်နေကြတာဖြစ်ပါတယ် အဲဒါကြောင့်2021ခုနှစ်မှာကျင်းပခဲ့တဲ့ COP 26ရာသီဥတုသဘောတူညီချက်ကိုတိုတာကလက်မှတ်ထိုးဖို့ညှင်းဆန်ခဲ့ပါသေးတယ်။ဒီလိုညှင်းလိုက်တာဟာသူတို့ရဲ့ရည်တည်ချက်ကိုပိုပြီးမြင်လိုက်ရတာပါ။ဒီသဘောတူညီချက်ကိုလက်မှတ်ထိုးလိုက်ရင်သူတို့ရဲ့ရှေ့ဆက်ရမယ့်လုပ်ငန်းစဉ်တွေနဲ့မကိုက်ပဲဖြစ်သွားမှာကြောင်းပါပဲ။ဒီသဘောတူညီချက်က2040ရောက်ရင်လောင်စာသီသုံးကားတွေရောင်းချတာရပ်တန့်ဖို့ဖြစ်ပါတယ်။ဒါပေမဲ့ကမ္ဘာကြီးဟာဒီလောက်ကြီးမားတဲ့အပြောင်းအလဲအတွက်အစဉ်အသင့်မဖြစ်သေးဘူးပြောပြီးတိုတာကညှင်းခဲ့တာပါ။ဒီဆုံးဖြတ်ချက်ကြောင့်ဝေဖန်မှုတွေတောင်ခံလိုက်ရပါသေးတယ်။ ဒေါ်တာကခင်းနောက်ကြရင်ဒုတက်မှုနေခွေးတယ်ဆိုတဲ့ဝေဖန်မှုခံလိုက်ရတာပါရှင်းစွဲနည်းပညာကိုတော်လန်ပြီး hybrid နည်းပညာကိုဦးဆောင်လန်းပြခဲ့တဲ့ကုမ္ပဏီကြီးက EV ကြမှာဘာလို့စန့်ကျင်နေရတာလဲဆိုပြီးလည်းမေးခွန်းထုတ်ခံခဲ့ရပါတယ်ဆရာကြီးကဒါလေးလို့ခုအကြောင်းနေပြီလားဆိုတဲ့အထာမျိုးမေးခွန်းနေပါဒါပေမဲ့ဒေါ်တာကတော့ EV တွေပေါ့ယာနှုံးပြေမီကိုလိုက်ရင်ပြဿနာကျွမ်းရမယ်ဆိုတဲ့အယူအဆကိုခိုင်ခိုင်မာမာဆွဲကင်ထားပါတယ်တကယ်တော့မှလည်းကယ်လီဖိုးနီးယားဘူယောကတမတ်ကကနေဒါနဲ့အော်စတြေးလျတို့လိုနိုင်ငံတွေက2035ခုနှစ်ရောက်ရင်ဓာတ်ဆီကားအသစ်ရောင်းချတာကိုပိတ်ပင်ဖို့ဥပဒေတွေပြဋ္ဌာန်းနေပါတယ် ပြောရင် EV တွေက promo လုပ်ချင်တာကြောင့်ပါ EV တွေကဓာတ်ပေါင်းရင်ကျင်ထင်းသိမ်းဆိုင်ရာကိစ္စတွေမှာနမဲကောင်းရှိနေပါတယ်အဲဒါကြောင့်လည်းအစိုးရတွေကအားပေးနေကြတာပါအစိုးရတွေအားပေးတဲ့အတွက်ယင်းနှမြုံနယ်သူတွေရပြီးသူ့ဘာသာအရှင်ဟုန်နဲ့လည်းပတ်နိုင်တာဖြစ်ပါတယ်ဒါပေမဲ့နေရာတိုင်းမှာ EV တွေအတွက်အဆင်ပြေမဲ့အခြေခံအဆောက်အအုံတွေမရှိသေးပါဘူးအာသွင်းစကန်တွေတည်ငြိမ်တဲ့အလဲအဆင်တန်းအားကွန်ရက်တွေမပြည့်စုံသေးတာပါတိုတိုင်းကားတွေကို30တဲ့နိုင်ငံတွေက200ကျော်ရှိပါတယ်တချို့နိုင်ငံတွေကဖွံ့ဖြိုးဆဲနိုင်ငံတွေဖွံ့ဖြိုးဆဲကနေတိုင်ပတ်ပြီးနောက်ပြန်ဆုတ်သွားတဲ့နိုင်ငံတွေတောင်ရှိနေပါတယ် ကျိုးဒါက EP အပေါ်မှာအပြေးဝရင်းနှီးမြှုပ်နှံလိုက်မယ်ဆိုရင်ကဘာနဲ့ဖြန်ထားနိုင်တဲ့သူ့ဈေးကွက်ကြီးကိုဖဲထုတ်ရမှာဖြစ်ပါတယ်။ဒါမျိုးကတော့သူတို့လည်းအဖြစ်မခံပါဘူး။ EP ဒီမှာကောင်းတဲ့ချက်လေးရှိပါတယ်။ယာတီဥရုပြောင်းလဲမှုကိုတိုင်းဖြတ်ဖို့လေလုံညဉ့်ညံမှုကို short ချဖို့ဆိုတဲ့ခေါင်းစဉ်တွေနဲ့ EP ဒီကနာမည်ကောင်းရလာတာပါ။ဒါပေမဲ့ဒီဘက်မှာ EP ဒီရဲ့အားနည်းချက်တွေကလည်းတတိကြီးရှိနေကြတာဖြစ်ပါတယ်။အဓိကချက်ကတော့လင်းစစ်တားလုံလောက်မှုဖြစ်နေတာပါ။လက်ရှိချိန်မှာကဘာတဝမ်းမှာရှိတဲ့ကားတွေရဲ့တိရခိုင်လုံလောက်ကပဲ EP ကားတွေဖြစ်ပါတယ်။ဒီအတွက်ကနေ30ခိုင်လုံ20ခိုင်လုံ90ခိုင်လုံစသဖြင့်တိုးလာလေလေလျှက်စစ်တားအား လိုအပ်ချက်တွေမြင့်လာလေလေဖြစ်လာပါပါဒိုတိုင်းခမန်းချက်ရဆိုရင် EV တွေအများဆုံးဖြစ်လာတဲ့ကာလစစ်တာသုံးဆွဲမှုဟာတဟုန်ထိုးမြင့်တက်လာနိုင်ပါတယ်ဥပမာအမေရိကန်ပြည်ထောင်စုတွင်2030ခုနှစ်မှာလက်ရှိထက်40ခန့်တော့ပို့ပြီးတော့လက်စစ်တာထုတ်လုပ်နိုင်ဖို့လိုအပ်နေတာပါဒါဆယ်စုနှစ်တစ်ခုအတွင်းဒါအပိစက်ယုံဒါစင်းနဲ့ချီဆောက်ရတာနဲ့တူပါပဲနောက်ပြီးကမ္ဘာတဝန်းကဒါအပိစနစ်အများစုဟာရုန်းကန်နေရဆဲဖြစ်ပါတယ်ကယ်လီဖိုးနီးယားလိုနေရာမျိုးမှာတော့မှနေရာဒီတိုင်းမကြာခဏမီးပြတ်တောက်မှုတွေဖြစ်တဲ့ပြီးဥရောပမှာလည်းယူကရိန်းစစ်ပွဲကြောင့်ဓာတ်ငွေပြက်လက်မှုတွေကြုံတွေ့နေရတာပါ EV တန်းပေါင်းများစွာကိုလက်ရှိစနစ်ထဲထည့်လိုက်မယ်ဆိုရင်ကြီးမားတဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ပြီးတော့ကမ္ဘာလျှောက်စစ်တမ်းအများစုဟာကြောင်မီးသွေး၊ဓာဝတ်တမ်းဝင်၊ရေနံစားရင်ကြောက်ဖြစ်ယုံချင်းတော်စားတွေကနေရတာပါ။ဒါကြောင့် EV တွေကဓာတ်ဆီမလိုပေမဲ့သူတို့ကိုအားသွင်းဖို့တုံးနေလျှက်စစ်တမ်းကတန်ရှင်းတယ်လို့ပြောဖို့ခဲ့ပါတယ်။နောက်တစ်ချက်ကတော့ဘက်ထရီနဲ့ဆိုင်ပါတယ်။တိတိကျကျပြောရမယ်ဆိုရင်ဘက်ထရီနဲ့ပတ်ဝန်းကျင်ဆိုင်ရာတက်ရောက်မှုပါပဲ။ EV ဘက်ထရီရဲ့အဓိကပစ္စည်းကလစ်သီယမ်ဖြစ်ပါတယ်။ EV ဘက်ထရီတွေအများကြီးပြုလို့ရင်လစ်သီယမ်တွေအများကြီးလိုအပ်လာမှာပါ။ပြဿနာကလစ်သီယမ်တွေအလုံးလောက်မရှိတာပါပဲ။ ဒါကြောင့်လီသီယံနီကိုတူးရဖော်ရအောင်ပါပါဒီလုပ်ငန်းစဉ်ကရေအများကြီးကုန်ပါတယ်နောက်ပြီးဒေတာရင်းကရားစနစ်ကိုဖျက်ဆီးပြီးညဉ့်ဉန်းမှုတွေကိုလည်းဖြစ်စေအောင်ပါပါတချို့နေရာတွေမှာလီသီယံတူးဖော်မှုကြောင့်အေးတက်ပြက်လက်တာတွေကဥမာပါပဲနောက်ပြီးဘက်ထရီတွေမှာလီသီယံပြင်နီကယ်ကိုဘောနဲ့မဂနီတို့လည်းသုံးရပါတယ်ဒီကောင်ကျန်းများစွာကလေးလုပ်သားတွေသုံးပြီးအနေများတဲ့လုပ်ငန်းခွင်အခြေအနေတွေမှာတူးဖော်နေကြတာပါဒါကြောင့် EVD ကကားရဲ့အိမ်စောဘက်ကနေညဉ့်ဉန်းမှုမထုတ်ပေမဲ့သူတို့ရဲ့ဘက်ထရီတွေကသဘာဝပတ်ဝန်းကျင်ဆိုင်ရာတခြားနေရာတွေမှာတည်ရောက်မှုရှိနေတာပါ။ ဒါပြင်ပြင်းပြရှင်းနေကနေ15နှစ်တန်းရှိတဲ့ဘယ်ရီတွေတန်းကုန်သွားတဲ့အခါဘယ်လို recycle လုပ်ရမယ်ဆိုတဲ့ခိုင်မာတဲ့အစီအစဉ်လည်းမရှိသေးပါဘူး။နောက်တစ်ခုကကုန်ကြစီပါပဲ။လျှက်စစ်ကားတွေကဓာတ်စီကားတွေနဲ့ဈေးပိုကြီးပါတယ်။အမေရိကန်မှာ EV တစ်စီးရဲ့ပြင်းပြဈေးနှုန်းဟာဒေါ်လာ9000ကျော်ရှိပြီးဓာတ်စီကားတစ်စီးကဒေါ်လာ3500ကျော်ဝင်ကြပါ။ဘက်ထရီကကားရဲ့ဈေးကြီးဆုံးစိတ်ပိုင်းဖြစ်တာကြောင့်လီသီယံနဲ့တခြားပစ္စည်းတွေရှားပါနေတဲ့အခါမှာဈေးနှုန်းတွေကအတက်ဖက်ပဲဥတည်နေပါပါ။အစိုးရကအကုန်တတအကွင့်ပေးနေပေမဲ့ဒီလိုအထောက်အပံ့မရှိတော့တဲ့အခါ EV တွေကိုဝယ်နိုင်မဲ့သူနဲ့ပါလာပါလိမ့်မယ်။နောက်တစ်ခုကတော့အသွင်းချင်းဆိုင်ရာအခက်အခဲတွေပါပဲ။ ။လျှက်စီကအားသွင်းတာကဒက်စီဖြစ်လာလို့လွဲကူမြန်ဆန်ခြင်းမရှိပါဘူး။ပုံမှန်အိမ်သုံးအားသွင်းစနစ်နဲ့ဆိုရင်၈နိုင်ကနေ၄၀နိုင်အထိကြာနိုင်ပါတယ်။အမြန်အားသွင်းစနစ်တွေကဈေးကြီးပြီးနေရာတိုင်းမှာမရရှိနိုင်ပါဘူး။အိမ်မှာအားသွင်းဖို့နေရာမရှိတဲ့သူတွေအတွက်ဆိုပို့ပြီးတော့ခက်ခဲပါတယ်။နောက်ပြီးအားသွင်းစခန်းတွေကလည်းနေရာတိုင်းမှာမရှိသေးပါဘူး။ဒေါတာကအဲ့ဒါတွေကြောင့် EV မှာရင်းနှီးမြှုပ်နှံမှုမယုံခဲ့တာပါ။နောက်ပြီးသူတို့ယုံကြည်အားဟိုက်ဒရိုဂျင်သုံးလောင်ကျွမ်းအင်ဂျင်ဒီပညာကလည်းရှိနေလို့ပါပဲ။ဒီနည်းပညာဟာလင်းစေကားတွေလုံးဝမလိုအပ်အောင်လုပ်ပေးနိုင်တယ်လို့ဒေါတာကယုံကြည်ပါတယ်။အဲ့ဒါကြောင့်ဒေါတာဟာဟိုက်ဒရိုဂျင်လောင်စာသုံးကားတွေဖြစ်တဲ့ ကိုရိုလာခရော့ H2 ကွန်ဆန်နဲ့ GRRisto ရဲ့နမူနာတွေကိုထုတ်လုပ်ခဲ့တာပါဒီကားတွေဟာတိုတာရဲ့ရှင်းဆွဲဓာတ်ဆီအင်ဂျင်တွေကိုပြင်ပထားတာဖြစ်ပြီး compress hydrogen ကိုသုံးပြီးမောင်းနေပါတယ် hydrogen ဟာဓာတ်ဆီနဲ့မတူဘဲမြန်မြန်ပူလောင်ကျွမ်းပြီး carbon ထုတ်လုပ်မှုလည်းနေပါပါတယ်နောက်စားဖြစ်လာတာကတော့ဓာတ်ဆီကားတွေလိုပါပဲ EV နဲ့မတူတာက hydrogen ကားတွေဟာအရန်ပူအရန်အဲ့ဒီတဲ့အခြေအနေတွေမှာစွမ်းဆောင်ရည်မကြပါဘူးမောင်းနေဖို့ battery တွေမလိုအပ်တာကြောင့်လျှက်စစ်ကားတွေထက်လည်းပေါ်ပါပြီးစွမ်းအင်သုံးဆွဲမှုကိုပိုသက်သာစေပါတယ်ကားမောင်းတဲ့အခါရိုးရအင်ဂျင်ရဲ့ခံစားမှုအတန်နဲ့စွမ်းဆောင်ရည်ကိုနှစ်သက်သူတွေအတွက် ဟိုက်ဒရိုဂျင်ကားတွေကပိုသင့်တော်ပါရင်ဒီလိုပြောလို့ဟိုက်ဒရိုဂျင်ကားတွေကရောပြည့်စုံနေပြီလားဆိုတော့လည်းမဟုတ်ပါဘူးအကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာတဲ့နေရာကတော့အခြေခံအဆောက်အုံလိုအပ်ချက်ပါပဲအမေရိကန်မှာတော့ဟိုက်ဒရိုဂျင်ဖြည့်တဲ့စကန်တွေအလုံးလုံးမရှိပါဘူးကယ်လီဖိုးနီးယားမှာတော့တခြားနေရာတွေထက်ပိုများပါရင်ဟိုက်ဒရိုဂျင်အားဖြင့်စကန်တခုကိုကြီးစောင်းရတာက EVR twin စကန်တွေထက်ပိုရှုပ်ထွေးပြီးကုန်ကျစရိတ်လည်းပိုများပါရင်ပြီးတော့ဟိုက်ဒရိုဂျင်ထုတ်လွှင့်မှုစနစ်ကလည်းလက်ရှိမှာတဘာဝတန်ဝိတ်ကိုအသုံးပြုနေရတာကြောင့်ကာဗွန်ထုတ်လွှင့်မှုရှိနေသေးတာပါလေနဲ့နေအောင်ကြည့်လို့မျိုးပြန်လေပြဖြိုးပြန်စွမ်းအင်ကနေထုတ်လုပ်တဲ့ ခရင်ဟိုက်ဒရိုဂျင်ကိုတိုတာကတွန်းအားပေးနေပေမဲ့လက်ရှိမှာတော့ဈေးကြီးပြီးထုတ်လုပ်ဖို့ခက်ခဲနေပါသေးတယ်။ပြီးတော့ဟိုက်ဒရိုဂျင်လောင်စာက EV အသွင်းကားနဲ့ပိုဈေးကြီးပါရင်ဒါကြောင့်ဟိုက်ဒရိုဂျင်အင်ဂျင်သုံးကားတွေမထုတ်နိုင်ခင်မှာတိုတာက hybrid နည်းပညာမှာပဲအားဖြစ်နေပါတယ်။ဒီနည်းပညာကသူတို့ကုမ္ပဏီရဲ့အကြီးဆုံးအားသာချက်ဖြစ်နေတာပါ။ hybrid တွေအောင်အသွင်း scan ကိုလည်းအရင်မေခွန်စရာမလိုပါဘူး။ဒီဘီလိုကတော့ EV နဲ့ hydrogen လောင်စာသုံးအင်ဂျင်အကြောင်းဖြစ်လို့ hybrid အကြောင်းကိုဒီမှာပဲထားခဲ့လိုက်ပါမယ်။တိုတာရဲ့အနာဂတ်ရည်မှန်းချက်ကသူတို့ရဲ့ထုံးစံတိုင်းကြီးမှာပါတယ်။ အင်စီကဒူစီကတွေမှာပဲလုပ်ငန်း၃ရင်းတွေအထိပါဟိုက်ဒရိုဂျင်လောင်စာ၃အင်ဂျင်နဲ့ထုတ်ဖို့ရည်မှန်းထားတာဖြစ်ပါတယ်။လက်ရှိမှာတော့တိုတာရဲ့ဟိုက်ဒရိုဂျင်လောင်စာစင်းနေပညာကိုကယ်လီဖိုးနီးယားနဲ့ဂျပန်တို့ကစမ်းသွေးတုံးနေတာပါ။အခြေအနေကလည်းကောင်းနေပါတယ်။အားဖြင့်စကန်တွေကိုပဲလိုက်ဆောက်ပေးဖို့ရှိနေတာဖြစ်ပါတယ်။တကယ်ဆိုရင်တိုတာကလည်းစစ်ကားတွေကိုလုံးဝလေးလို့ရှုခဲ့တာတော့မဟုတ်ပါဘူး။သူကဘက်ထရီသုံး EV ကားတွေကိုထုတ်လုပ်နေပြီး solid state ဘက်ထရီနည်းပညာကိုတိုးတက်အောင်လုပ်ဆောင်နေပါတယ်။ဒီနည်းပညာကအနာဂတ် EV တွေကိုပိုပြီးဈေးသက်သာစေမယ်၊ပေါ်ပါစေမယ်၊အကြာကြီးခံစေမယ်လို့မျှော်လင့်ရပါတယ်။ ဂျိုဒိုင်းပြဿနာက EVD နဲ့မဟုတ်ပါဘူးတကဘာလုံးရ EVD စီတမဟုတ်ချင်းပြောင်းလဲသွားရင်ပြဿနာတက်မယ်ဆိုတဲ့ယူဆနဲ့တက်ဆိုင်တာဖြစ်ပါရင်ဂျိုဒါကမတူညီတဲ့နေပညာရည်နဲ့ပူးပေါင်းတည်ရှိတဲ့အနာဂတ်ကိုမြင်ပါရင်တချို့သူတွေကဘက်ထရီသုံး EVD ကိုရွေးချယ်နိုင်တယ်လို့တချို့က hybrid ကိုသုံးနိုင်ပြီးတချို့ကဟိုက်ဒရိုဂျင်သုံးကားကိုရွေးချယ်နိုင်ပါရင်အနာဂတ်ကိုနေပညာတစ်ခုကအနိုင်ရပြီးကျန်တာတွေပြောက်ွယ်သွားမယ်လို့ကားကုန်ရီများစုကထင်ရှားပေမဲ့ဒိုတာကတော့မတူညီတဲ့နေပညာတွေဟာအတူရှင်နေပြီးမတူညီတဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်မယ်လို့ယုံကြည်ကြတာပါ။ဒက်စီကားတွေကဒီဇယ်ကားတွေကိုမတက်နိုင်ခဲ့ပါဘူး။နေရင်တွေကရထားတွေကိုမတက်ခဲ့ဘူး။ နေအောင်ကြီးစွမ်းအင်ကတခြားစွမ်းအင်ရင်းမြစ်တွေကိုလုံးဝအစားမထိုးခဲ့ဘူး။ထို့နည်းတူစွာပဲမတူညီတဲ့ကားနည်းပညာတွေဟာအတူရှင်တွဲပြီးဝန်ဆောင်မှုပေးသွားလိမ့်မယ်လို့ဒေါတာကယုံကြည်ခဲ့တာဖြစ်ကြောင်းဝေမျှလိုက်ရင်ဗီဒီယိုလေးကိုနေကောင်းချက်လိုက်ပါရင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။